ဲ့တော့ကြာလာတဲ့သားသမီးတွေအတွက်ကြာလာတဲ့ဒေတော်နမိတ်ကဘာနမိတ်ဖြစ်လဲဆိုတော့ရွှေကလတ်တွေပေါ့နော်ဒေ1 3 4 5 6 9 10 10ရွှေကလတ်7လုံးဆိုတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်မှာဆိုရင်တော့တက်တန်ပေါ့မှာဒါတက်တန်ပေါ့တက်တန်ဆိုတာတော့မျောလင်းချက်ပါပဲအဲ့ဒီမျောလင်းချက်ပေါ်မှာရွှေကလတ်တွေရှိနေတယ်အောက်မှာရှိတဲ့မိသားစုတွေဒါပျော်ရွှင်နေတယ်ကလေးတွေကလည်းကခုံနေတာပေါ့နော် ဟာတော်တန်လေးတနေအောင်ဒီမှာအိမ်လေးတစ်လုံးနဲ့တော်တော်ကြီးဟိုပဲစိတ်ချမ်းသာစရာကောင်းတဲ့နမိတ်ဖြစ်ပါတယ်မျောလင်းချက်တွေပြည့်လာတာပေါ့နော်ဂျာတာပရိသတ်သမီးတွေအတွက်ဒီကာလမှာဒါလူရင်းတူချင်းပြောမစင်ကိုမျောလင်းတဲ့အရာတွေရလာနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဘဘကနေပြီးတော့အစဉ်ပြေလာနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူချင်းတာရနိုင်တာပေါ့နော်ဒါမှမဟုတ်ဘဝအတွက်ပျော်စရာကောင်းသော အချိန်ကာလမျိုးဖြစ်မယ်တဲ့ ။နောက်မိသားစုစုစုစီစီပြန်လဲပြီးတော့ဖြစ်တတ်တယ်တဲ့။ဝဲခွာနေတဲ့မိသားစုဝင်နေနဲ့ပြန်လဲပြီးတော့စုံစည်းရတတ်တယ်။တရင်ကောင်းနေလဲကြားတတ်တယ်။ဒီနမိတ်ထဲမှာဆိုတော့ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းငွေကြေးဥစ္စာဓနာတွေပြည်လဲခြင်းပြည့်စုံခြင်းစီးပွားဥစ္စာတိုးတက်ခြင်းကံကြမ္မာပွင့်လန်းခြင်းအဖေကနေပြီးတော့တာယာချမ်းမြေ့ခြင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါကြောင့်ဂျာတာပလေးသားသမီးတွေအတွက်အိမရာမနမိတ်ကောင်းတဲ့အချိန်ကာလဖြစ်ပါတယ်။ မိတ်ကောင်းတဲ့အချိန်ကာလဖြစ်တဲ့မိသားစုတွေပျော်ရွှင်ချမ်းမြေ့တဲ့ကံတရာနမိတ်ဖြစ်တယ်ဒါကြောင့်မလို့ဇာတာပရိသတ်သမီးတွေရဲ့အလုံအကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်လက်ရှိအလုံအကိုင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေတိုးတက်ခြင်းအောင်မြင်ခြင်းတွေရှိတယ်တိတ်ချမ်းမြေ့ပျော်ရွှင်ရမယ့်ကံကြမ္မာမျိုးရှိတယ် လောရင်ကောင်းမလားမကောင်းလားလို့မတင်မတာဖြစ်နေတဲ့ကိစ္စတွေရှိရင်လှုပ်ကိုလှုပ်တင်ပါလားလှုပ်လို့ကျရင်လည်းကံကြမ္မာကောင်းပါလားဒီကတော့မိသားစုစီးပွားရေးလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုတွေရတတ်ပါတော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်လည်းစိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ကိုယ်ဟာကိုယ်တိုင်လည်းဆွေမျိုးသားချင်းတွေကိုလှုပ်ပေးကြတာတွေကိုလှုပ်ပေးနိုင်မယ်ဆွေမျိုးသားချင်းတွေကလည်းကိုယ့်ရဲ့အကူအညီတွေကိုရတတ်တာပေါ့ ောက်လူမှုရေးကံတာတာလည်းကောင်းတယ်လူချစ်လူကင်များခြင်းပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေခြင်းဖြစ်မယ်သာသမီရင်သွေးရတနာထွန်ငါတတ်တယ်။နောက်ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုမျောလင်းထားတဲ့ငွေကြေးတွေဝင်လာတတ်တာပေါ့။ယောဒီရဲ့မျောလင်းမဲ့နဲ့ထိပေါက်တဲ့ကဲ့သို့ငွေဝင်တတ်တယ်။ငွေကြေးကံတာတာအထူးကောင်းတယ်အဖက်ဖက်ကနေအဆင်ပြေခြင်းကံကောင်းခြင်း စိတ်ချမ်းသာခြင်းတွေကြုံရကြကြည့်တဲ့ငွေတွေရပြီးတော့ပေးကြကြည့်တဲ့ငွေတွေချောချောမောမောပေးနိုင်မဲ့ကံကြော်တာမျိုးရှိတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်တော့ကရောက်နေတယ်။ကြာသာပတိသာသမီတွေအတွက်ဆိုရင်တော့လုံးဝမပူနဲ့လို့ပဲပြောမှာဖြစ်ပါတယ်။တော်တော်လေးကောင်းပါတယ်။နည်းနည်းမပေါ့အများကြီးကောင်းငွေချင်းကံတာတဲ့မျောလင်းချက်တွေပြည့်လာတာပေါ့နော်။ကြာသာပတိသာသမီတွေအတွက်ကတော့အင်မတန်မောက်ကိုတိတ်ချမ်းသာပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးစိုးစိုးရွားရွား အញ្ញံခိုက်တယ်ကြည်ကြည်မမအញ្ញံခိုက်တယ်မရှိပါဘူး။နောက်ပြင်သာရေးကံတာတာကိုကိုရိုင်းလည်းပဲကြိုးစားအားထုတ်နိုင်တဲ့အခွင့်အရေးခွင့်လမ်းတွေပေါ်မယ်။မိသားစုကလည်းပဲနောက်ကနေပြီးတော့ကိုညီထောက်ပံ့ပေးနိုင်တဲ့အခြေအနေမျိုးတွေဖြစ်တော့ကျားသာပြည်သားသမီးတွေအတွက်ပြန်ရရေးရတော့တော်တော်လေးအဆင်ပြေပါလေ။ဖက်ပေါင်းစွာနေပြီးတော့အဆင်ပြေတာပါနော်။ကိုယ့်ရဲ့ကံတရားကိုလည်းကောင်းတယ်။ကိုယ့်ရဲ့နောက်ကိုရနေပြီးတော့ကုညီထောက်ပံ့ပေးနိုင်တဲ့ကံတရားမျိုးတွေလည်းရ။အခြေအနေအောင်ရေး ပြောမပြနိုင်အောင်ကိုကန်တာကောင်းပါလေစိတ်ချမ်းသာပျော်ရွှင်ရမိသားစုတွေစုံစည်းရတာပေါ့မိသားစုတွေချစ်စစ်ငင်ငင်ဖြစ်မယ်ဒီမှာမြင်နာနဲ့ကိုပဲတော်တော်လေးနမိတ်ကောင်းပါအဲ့တော့ဒီနမိတ်ကကျော်တော်ပြည်သားသမီးတွေအတွက်ကြလာတဲ့ဒေတော်နမိတ်ကကြတော့ဘဝအတွက်ပျော်ရွှင်စရာကောင်းတဲ့အချိန်မိသားစုစုစုတည်တည်ဖြစ်မယ်အေးချမ်းသာယာခြင်းနေငြိမ်းချမ်းခြင်းနေအလုတ်ကင်တိုးတက်ခြင်းနေတစ်ဖက်ကနေအစဉ်ပြေခြင်းနေကံကောင်းခြင်းနေ စိတ်ချမ်းသာရခြင်းတွေကြုံတတ်တဲ့ Deuteronomy ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြည်သားသမီးတွေအတွက်အကြံဉာဏ်ပေးချင်တာတော့ဘာလဲဆိုတော့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းမှာအလုပ်တွေကိုပျော်ပျော်ရွှင်ရွှင်လုပ်ပါတဲ့တိုးတက်ခြင်းကံကောင်းခြင်းအောင်မြင်ခြင်းတွေကသူ့လိုလိုဖြစ်လာပါလိမ့်မယ်နော်ဆိုရင်ဇာစိတ်ပူဇာတောကဖြစ်ဇာအဲ့လိုမျိုးတွေနည်းနိုင်သမျှနည်းနည်းပပနဲ့ဘဝကိုဖြတ်သန်းတင်ပါလေ။ခေါင်းကတော့ ဟာဒီကလာမှာမိသားစုနဲ့နှီးနှောပြီးတော့တိုင်ပင်ပြီးတော့ဆွေးနွေးပြီးတော့ညှိနှိုင်းပြီးတော့လုပ်ကိုင်တင်ပါလေပို့ပြီးတော့ကောင်းပါเนาะအဲတော့ဂျာပရိသသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အကြောင်းဆိုရင်အပြာရောင်လေးတွေကောင်းပါလေနောက်သူတို့အတွက်အကောင်းဆုံးကနန်းတော့10ကနန်းဖြစ်ပါတယ်ရွှေကလပ်10လုံးမလို့10ကနန်းဖြစ်တယ်ဒါကြောင့်မလို့ဟိုထီထိုးတာတွေကံသမဲထိုးတာတွေအတွက်10ကနန်းဖြစ်တဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါလေ ခရေချောင်းညမြတ်စွာဘုရားကိုကတ်လူပူတော်ပြီးတော့ဆုတောင်းပါအညာအခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစီမှာ ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဂျာလာပရိသတ်သမီးအပေါင်းလည်းပဲတဲတော့နမိတ်လေးတည်းအတိုင်းပဲကတ်ကောင်းခြင်းတွေရရှိပါစေပျော်ရွှင်ခြင်းတွေရရှိပါစေနှလုံးစိမ်ဝမ်းအေးချမ်းခြင်းတွေရရှိပါစေလို့ဆုတောင်းမြတ်တာများလှိုက်လိုက်လဲလဲပို့တာပါတယ်နော်